အော်တိုဘားလ16ရက်နေ့အတွက်ရွှေရံကုန်းရဲ့တိမတ်ဖုံအရာသတင်းကဘာအစီအစဉ်ကနေချိုးဆိုလိုက်ပါရခင်ဗျာမင်္ဂလာပါခင်ဗျာအော်တိုဘားလ16ရက်နေ့အတွက်ရွှေရံကုန်းရဲ့တိမတ်ဖုံအရာသတင်းကဘာအစီအစဉ်ကနေချိုးဆိုလိုက်ပါရပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဒဇာကန်ရုပ်ကျင်းများကိုဟာမတ်အဖွဲ့ကထပ်မံလွှဲပြောင်းဆိုတဲ့သတင်းပဲဖြစ်ပါတယ်ဒဇာကန်လူ့ခွင့်ရုပ်ကျင်းများကိုဟာမတ်အဖွဲ့ကထပ်မံလွှဲပြောင်းခဲ့ပြီးတဲ့နောက်ဂါဇာနဲ့အင်ဂျင်နိုင်ငံကိုဆက်သွယ်ထားတဲ့ရာဖာနေဇက်ဝန်ပေါက်ကိုပြန်ဖွင့်ပြီးလူသားချင်းစာနာမှုအကူအညီများလွှဲပြောင်းပေးခြင်းကိုခွင့်ပြုရန်အင်စရိတ်ကဆုံးဖြတ်လိုက်ကြောင်း အရေးအစိုးရသတင်းဌာနကပြောကြားခဲ့ပါတယ်။သိဆုံးသွားတဲ့ဒစာခံလေးဦးရဲ့ရုပ်ကြေးများကိုဟာမက်စ်အဖွဲ့ကချက်ချင်းဒီအဖွဲ့ကနေတဆင့်အော်တိုဘားလ14ရက်နေ့ညမှာလွှဲပြောင်းပေးခဲ့ပြီး၎င်းတို့မြည်သူမြည်ဝါဖြစ်ကြောင်းဖော်ထုတ်ရန်စတင်နေပြီလို့အစ္စရေးစစ်ဘက်ကအစောပိုင်းမှာပြောကြားထားပါတယ်။သိဆုံးသွားတဲ့ဒစာခံ28ဦးစလုံးရဲ့ရုပ်ကြေးများကိုဟာမက်စ်ကပြန်လည်လွှဲပြောင်းပေးတဲ့အချိန်ထိဂါဇာသို့အကူအညီများဝင်ခွင့်ပေးခြင်းကန့်သတ်ထားမိဖြစ်ကြောင်းအစ္စရေးကအစောပိုင်းမှာတတိပီပြောကြားခဲ့ပြီးတဲ့နောက်ချင်းချင်းရုပ်ကလပ်များကိုလွှဲပြောင်းမှုဖြစ်ပေါ်လာခြင်းဖြစ်ကြောင်းလည်းသိရပါပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးမယ့်သတင်းကတော့အိန္ဒိယနိုင်ငံရာချစ်တာ၌ဘတ်စကားတစီမီလောင်၏လူ၂၀သေဆုံးတဲ့သတင်းပဲဖြစ်ပါတယ်။အိန္ဒိယနိုင်ငံအနောက်ပိုင်းရာချစ်တန်ပြည်နယ်ကိုပိုင်ဘတ်စကားတစီမီလောင်ရမှလူ၂၀ရဲ့မနေ့သေဆုံးခဲ့ကြောင်းတာဝန်ရှိသူများကပြောကြားခဲ့ပါတယ်။ဘတ်စကားဟာရာချစ်တန်ပြည်နယ်မြို့တော်ဂျိုင်ပူးမှအနောက်948ကီလိုမီတာအကွာဂျိုင်စလာမခရိုင်တိုင်းရဲရွာနီးအရောက်မှလမ်းပေါ်မှာမီလောင်ခဲ့ခြင်းဖြစ်ပါတယ်။ခီးတန်58ခုကိုတင်ဆောင်လာတဲ့ဘတ်စကားဟာအနောက်ချမ်းမှာမိကုန်းငွေများထွက်ပေါ်လာတဲ့အတွက်ရေမောင်းဟာဘတ်စကားကိုရက်လိုက်ပင်မဲ့ ဘတ်စကားဟာချက်ချင်းမီးလောင်ကျွမ်းကပြီးရေမော်ပါခီးသည်များမီးထဲမှာပိတ်မိနေခဲ့ခြင်းဖြစ်ပါတယ်။ဒဏ်ရာရရှိသူတချို့ရဲ့အခြေအနေကတော့အဆိုးရိမ်ရာကြောင်းသိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အတိုက်ခံမာချာဒိုနိုဘယ်ငြိမ်းချမ်းရေးဆုချီးမြှင့်ခံရပြီးတဲ့နောက်မှာတော့ဗင်နီဇွဲလာကနော်ဝေးမှာရှိတဲ့၎င်းရဲ့တန်ရင်ကိုပိတ်လိုက်တယ်လို့ထုတ်ပြန်ချက်ပဲဖြစ်ပါတယ်ခင်ဗျာ။အတိုက်ခံကောင်းဆောင်မာချာဒိုနိုဘယ်ငြိမ်းချမ်းရေးဆုချီးမြှင့်ခံရပြီးတဲ့နောက်ရက်ပိုင်းမှာတော့ဗင်နီဇွဲလာကနော်ဝေးမြို့တော်အော့စလိုမှာရှိတဲ့၎င်းတို့တန်ရင်ကိုပိတ်လိုက်တယ်လို့အော်တိုဘာလ13ရက်နေ့မှာထုတ်ပြန်ခဲ့ကြောင်းသိရပါတယ်။ တန်ယုံပိတ်လန့်ခြင်းဟာဗီနီဇွဲလားပြည်ပတန်ယုံများကိုပြန်လည်ဖွဲ့စည်းတဲ့အစိပ်ပိုင်းဖြစ်လုံဆောင်ခြင်းဖြစ်ကြောင်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။သို့သောမာချာဒိုနိုဘယ်ငြိမ်းရေးဆုရရှိတဲ့ကိစ္စကိုတော့ထုတ်ပြန်ကြမှာဖော်ပြထားခြင်းမရှိပါဘူးခင်ဗျာ။ဗီနီဇွဲလားကအလားတူဩစတြေးလျရှိ၎င်းတို့တန်ယုံကိုလည်းပိတ်ခဲ့ပါတယ်။ဗိုလ်ကြကြီးစိုးတဲ့ဖိအားပေးမှုတွေကိုတိုက်ဖြတ်ရမှာမဟာဗီရာမြောက်မိတ်ဖက်နိုင်ငံများလို့ယူဆရတဲ့နိုင်ငံများဖြစ်တဲ့ဇင်မာဝေ၊ဘာကီနာဖာတို့မှာဗီနီဇွဲလားတန်ယုံများကိုပြန်ဖွင့်လိုက်တယ်လို့ထုတ်ပြန်ချက်မှာဆက်လက်ဖော်ပြထားကြောင်းသိရပါပါခင်ဗျာ။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ဆန္ဒပြမှုများလှုံ့ဆော်ခဲ့တဲ့ G7 အဖွဲ့ကစစ်တပ်အာဏာသိမ်းမှုကိုကြိုးဆိုးဆိုတဲ့သတင်းပဲဖြစ်ပါတယ်မာဒါဂတ်စတကနိုင်ငံမှာအစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများရပ်တန့်ဖက်အတွင်ဖြစ်ပေါ်ခဲ့ပြီးတဲ့နောက်အော်တိုဘာလ12ရက်နေ့မှာတမရရာဂျိုလီနာဟာနိုင်ငံတွင်းမှာထပ်ပြေးသွားခဲ့ကြောင်းသတင်းများကဖော်ပြထားပါတယ်။တမရဂျိုလီနာကိုတာဝန်ဆွခွာမှုဖြင့်ဆွတ်ဆဲပြစ်တင်ပြီးယာရုမဖေရှားရန်အောက်တိုတော်ကမဲခွဲဆုံးဖြတ်ခဲ့ကြပါတယ်။အဲဒီနောက်မင်းနေငယ်အကြံမှာပဲလစ်လက်သွားတဲ့အုပ်ချုပ်ရေးအတွက် စစ်တပ်ကအာဏာသိမ်းယူလက်ကြောင်းအော်တိုဘားလ14ရက်နေ့မှာကျင်းညာပါတယ်စစ်တပ်စစ်ရဲနဲ့ရဲတပ်ဖွဲ့ရဲ့အရာရှိတွေပါဝင်တဲ့စစ်ကောင်စီတရက်ကိုဖွဲ့စည်းမှဖြစ်ပြီးအရသာအစိုးရကိုလှင်မြန်စွာဖွဲ့စည်းနိုင်ရန်ဝန်ကြီးချုပ်တူကိုခန့်အပ်မယ်လို့ဗိုလ်မှူးကြီး Michael Randy Rennie Nari ကသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ကြောင်းသတင်းများကဖော်ပြပါတယ်နိုင်ငံရဲ့ဩဇာကြီးမားတဲ့အထူးစစ်တပ်နဲ့စစ်သည်များကဆန္ဒပြသူများဘက်မှယက်တီပြီးဆန္ဒပြသူများကိုမပစ်ခတ်ဘူးအော်တိုဘားလ12ရက်နေ့ကထုတ်ပြန်ပြီးတဲ့နောက်တမရဟာ ပြင်းထန်စစ်လေရင်ဖြစ်နိုင်ငံတွင်းမှထွက်ပြေးသွားခဲ့ခြင်းလည်းဖြစ်ပါတယ်။ဆနာပြမှုမှာကိုလှုံ့ဆော်ခဲ့တဲ့ Jamset Madaska အဖွဲ့ကစစ်တပ်ရဲ့အာဏာသိမ်းမှုကိုကြိုးစိုးလိုက်ကြောင်းသတင်းများကဖော်ပြထားပါတယ်ခင်ဗျာ။ခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ Bangladesh အထည်ချုပ်ဆက်ယုံမှာမိလောင်မှုကြောင့်အနည်းဆုံး16ဦးသေဆုံးဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ Bangladesh နိုင်ငံမှာအထည်ချုပ်ဆက်ယုံတစ်ခုမှာမိလောင်မှုဖြစ်ပွားခဲ့ပြီးတဲ့နောက်အနည်းဆုံးလူ16ဦးသေဆုံးခဲ့ပြီးသေဆုံးသူစီးရင်များပိုများလာနိုင်ကြောင်းတာဝန်ရှိသူများကပြောကြားပါတယ်။ ရုပ်လောင်း16ခုရရှိထားကြောင်းနဲ့မြေသူမြေဝါမှခွဲခြားမရအောင်ရုပ်ပြက်ဆင်းပြက်ဖြစ်နေကြောင်းမိသားဌာနကပြောပါရယ်တာခာမြို့မီယာပါဒေတာမှလေးတက်အဆောက်အဦပြင်ပမှာပူဆွေးနေတဲ့ဆွေမျိုးသားချင်းများက၎င်းတို့ရဲ့ပျောက်ဆုံးနေတဲ့မိသားစုဝင်များကိုလာရောက်ရှာဖွေနေကြတာဖြစ်ပါရယ်မုံလွမ်းကမှာစတင်လောင်ကြောင်းခဲ့တဲ့ဆက်ယုံမီးကို၃နာရီအကြာငိမ့်တက်နိုင်ခဲ့တော့လဲဆက်ယုံနဲ့ကက်လျက်ရှိတဲ့ဓာတုပစ္စည်းကိုတော်ရုံမှာဆက်လက်မီးလောင်နေကြောင်းအာနာပိုင်များကပြောကြားပါရယ်အော်တိုဘားလ16ရက်နေ့ည9နာရီအထိအဆိုပါကိုတော်မီးကို အပြည့်ပြတ်မငြိမ့်သက်နိုင်သေးကြောင်းဒေသခံမီဒီယာများရဲ့ဖော်ပြချက်အရသိရပါပါခင်ဗျာ။